Microsoft Office Microsoft 365ဘယ်စီကဒီစက္ကလုံးစက္ကလုံးကိုကြားပူတယ်ဒါမှမဟုတ်တိတော့တိတယ်အဲ့မသေးခွဲဖြစ်နေဆိုရင်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးဦးတိုင်းကြားမယ်ကြည့်ပါ Microsoft Office ဆိုတော့ကျွန်တော်နိုင်ငံတော်ကြားပူတယ်ဒီ Word တို့ Excel တို့ PowerPoint တို့ဒီ application တွေပါတဲ့ software panel တခုကိုဒီ laptop တောင်မှန် desktop တွေမှာ install လုပ်ပြီးတော့အသုံးပြုတာမျိုးဖြစ်တယ် Microsoft ကနှစ်နှစ်တစ်ခါဒါမှမဟုတ်သုံးနှစ်တစ်ခါဒီ software version တွေကို update လုပ်ပြီးတော့ release update လုပ်တယ်ပေါ့နော်ကျွန်တော်ဖုန်းတွေတစ်နှစ်တစ်ခါ update ထွက်တယ်လို့မျိုးပေါ့ လိုင်စင်အနေနဲ့ရော one time purchase လို့လူသိများတယ် office 2021နောက်မှာ2024 version တစ်ခုကိုဝယ်လိုက်တာလည်းပေါ့နော်မိတ်ဆွေအဲ့ version ကို subscription ကြီးပေးနေမှာလို့တော့ပဲ lifetime အသုံးပြုလို့ရမှာဖြစ်ပါတယ် Microsoft 365ဆိုတော့ကျွန်တော်တို့ဒီ install လုပ်ရမှာလို့ပြောဘောเนาะဒီ Microsoft account တစ်ခုပဲ subscription နေနဲ့ဝင်လိုက်ပြီးတော့အဲ့ထဲမှာ Office 365ဒီ Word or Excel PowerPoint တို့ပေါ့เนาะဒီ application တွေကို browser ကနေတစ်သက်အသုံးပြုလို့ရသွားတယ်ပေါ့ online cloud based ဖြစ်သွားတယ်ပေါ့เนาะအဲသူကတော့ နှစ်စဉ်ကြိမ်ဒါမှမဟုတ်လစဉ်ကြိမ်လစဉ်မျိုးစားဖြစ်ပြီးတော့ subscription ကိုတစ်လတစ်ခါတစ်နှစ်တစ်ခါ update ပြန်လုပ်သွားပေးဖို့လိုအပ်ပါတယ်ပေါ့နော်အဲ့တော့ပြန်ချုပ်ပြီးပြောရရင် Microsoft Office ကစက်ထဲမှာ install လုပ်ပြီးသုံးရတယ် internet မလုပ်ဘူးနှစ်စဉ်ကြိမ်လစဉ်ကြိမ်ပြီးစရာမလိုဒါပေမဲ့ version အသစ်ထွက်လို့ရှိရင်တော့သုံးကြိမ်ပေါ့နော်အဲ့ version ကိုထပ်ဝယ်ပြီးသုံးရတယ်အဲမဝယ်လည်းဘာမှမဖြစ်ဘူး web version ကိုပဲမိမိ device တစ်ခုထဲမှာပဲ lifetime သုံးသွားလို့ရတယ် Microsoft 365ကကြတော့နှစ်စဉ်ချင်းတောင်းခွန်းလစဉ်ချင်းရှိရယ် cloud based ဖြစ်သွားတဲ့အတွက် internet တော့လိုမယ်အများတန်း latest version တော့အသုံးပြုလို့ရမယ်အသာကြတခုကတော့ account type ဖြစ်သွားတဲ့အတွက်ပေါ့နော်ကိုယ့်အကောင့်ကိုဒီ phone computer မှာမကဘောဒီ browser အသုံးပြုလို့ရတယ် tablet တို့ laptop တို့တခြားဘယ် device မှာဖြစ်ဖြစ် login ဝင်ပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော်ဒါလည်းသူရဲ့အသာကြ ကဲဒီလောက်ဆိုရင် Microsoft Office နဲ့ Microsoft 365အကြောင်းကိုမင်းစတို့တခြားလေးသဘောပေါက်သွားပြီလို့ထင်ပါတယ်တကယ်လို့သိကျင်တဲ့မိကုံးလေးရဲ့ရှင်းလဲအောက်က comment section မှာ share လုပ်မေးသွားပြလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်